ဘာပေါ်နေကျွန်တော်တို့ဂတ်ထုရှိုက်ပေးရမှာဖြစ်ပါတယ်ဂတ်ထုကတော့ကျွန်တော်တို့အာရှစ်ပိတ်သားနဲ့ဆယ်ပိတ်သားကြားထည့်သုံးရပါတော့ရေကိုအ ਨੇ ဆုံးနိုင်ဝဲလောက်စင်ပြီးတော့ဂတ်ထုကိုဘောနော်ကျွန်တော်တို့ဟိုတေးသေးလေးလည်းမဟုတ်ဘောနော်ဒီရေနိုင်ဝဲလောက်စင်ပြီးပြီဆိုရင်ဟိုမသေးလည်းပြဿနာမရှိဘူးရနော်ဒီကျွန်တော်ခေါ်ယူမှုကမြ мян ဘောင်များတဲ့လူဆိုရင်ကျွန်တော်တို့ဂတ်ထုတိတ်ရွယ်ဆိုရင်၄၅ကတော့ဖြဲလိုက်ရရပါတော့ဒါကတော့ GP ကနေထွက်တဲ့မုံမျိုးထုတ်လေးဖြစ်ပါတယ်မုံမျိုးတို့လေးတို့ကိုကျွန်တော်တို့ဟိုခြေမယ်ခြေပြီးပြီဆိုရင်ဒီဂတ်တီဘောကနေကျွန်တော် live ဖြူပြရမှာဖြစ်ပါတယ်ဒါတော့ငါပြောပင်တဲ့កောက်ရုံးမူ sign นี่ဗောနော်အဓိကတော့ဒီ beta တို့နွားချီတို့ရှားတဲ့နေရာတွေအတွက်ကျွန်တော်ငါပြောပင်ပေါ်တဲ့နေရာတွေအတွက်ကိုဒီငါပြောပင်တဲ့ sign นี่ကိုမျှဝေပေးခြင်းဖြစ်ပါတယ်အစကနေပြန်ပြောရမှာဆိုရင်အောက်ဆုံးကနေပြီးတော့ ငါပြောစင်းပြီးသားကိုတတင်းခွဲအိတ်ရှိတ်ဆဲလောက်ကိုကျွန်တော်တို့ခင်းပြန်မှာဖြစ်ပါတယ်အဲ့ဒီပေါ်ကနေပြီးတော့နွားချီတတင်းလောက်ဆိုရတယ်နွားချီတတင်းလောက်ကိုပြန်အပူရောက်အောင်လို့ဗောနော်အခုအချိန်ကအေးသေးတာဖြစ်တဲ့အတွက်ပူတဲ့ရာသီဆိုရင်မထည့်လဲရတယ်နော်ဒီအေးတဲ့အချိန်မှာဟိုဟာဗောဒီနွားချီကိုတတင်းသူမို့တတင်းခွဲပေါ်တယ်ဆိုရင်တတင်းခွဲလောက်ထည့်ဗောနော်အဲ့ဒီပြောပြမှာနေပြီးတော့လိုက်ဖြန့်ဖြူပြမှာဖြစ်ပါတယ်နွားချီကတော့ မဆူမချောက်နွားချီဆိုအကောင်းဆုံးမှာဆွေးတဲ့နွားချီဆိုရင်တော့မကောင်းပါဘူးအဆူကြီးဆိုလည်းတိတ်မကြိုက်ပါဘူးအဲမဆူမချောက်လေးဆိုရင်ကျွန်တော်အကြိုက်ဆုံးပါတော့ကျွန်တော် site ဒီအတွေ့အကြုံရပါတော့တာကြီးဆိုရဲဆိုရင်တော့ရေဖြော်လောင်းရပါတယ်တာကြီးဆိုရဲဆိုရင်ရေဖြော်လောင်းလို့ရတယ်အဲဒီဟာငပြောစင်းပြီးသားပေါ်ကနေပြီးတော့နွားချီနွားချီပေါ်ကနေပြီးတော့အခုဂတ်တူပေါ်တော့ဂတ်တူကိုရှစ်ပိတ်သားနဲ့ဆယ်ပိတ်သားချာရေနာရောလောက်စင်ပြီးတော့ကျွန်တော်တို့လိုက်ပြီးတော့ခင်းပြရမှာဖြစ်ပါတယ်ဂတ်တူကတော့တိုက်သေးသေးလေးဖြဲစာမလိုဘူးเนาะ ဘောင်များများစိုက်မယ်ဆိုရင်တော့နော်မြန်အောင်လို့ကြီးကြီးဖြဲလိုက်ရတယ်တကယ်လို့အိမ်စားဖို့စိုက်မယ်ဆိုရင်တော့ဟိုစိတ်ရှိရှိနဲ့ပေါ့နော်ဖြဲပြီးတော့ဂျေနိုင်ရိုးတော့စိန်ပြီးတော့ဖြဲပြီးလိုက်ရိုက်မယ်နော်ဒီပြပြလေးဒါဂတုလိုက်ရိုက်တာပေါ့နော်ဂတုကတော့ဟိုဂတုရိုက်မယ်ရိုက်ပြီးဆိုရင်ကျွန်တော်တို့ဒီ GB ကနေထွက်ရှိတဲ့မှုမျိုးတို့လေးတို့ကိုခြေမယ်ပေါ့နော်အိုဖွင့်နူတဘူးလောင်းနဲ့ထဲလို့ရတယ်သို့တော်ဒီရာဒီကဒီဖွင့်နူကပိုးဟိုမိုးရာဒီဆိုတော့မိုးရာဒီကုန်ကနီးရဲဖြစ်တဲ့အတွက် ပိုးကြိုက်တယ်ဗောနော်ဖွင့်လူဒါကြောင့်ကျွန်တော်ဒီတစ်ခါဖွင့်လူမထဲတော့ဘူးမုံမျိုးကြီးပဲလေတော့ကိုချိန်မယ်ဒါလည်းခုနရိုးဖြူပြီးသားပေါ်နေပြီးတော့ပြောပင်စင်းပြီးသားလေးတွေဗောနော်ကျွန်တော် live up ပြရမှာဖြစ်ပါတယ်ဒါဆိုရင်ဒါငါပြောအပင်ကနေပြီးတော့စင်းပြီးသားလေးတွေဗောနော်အစင်းပြီးသားလေး live up ပြနေရှင်ဖြစ်ပါတယ်ကျွန်တော်ငါပြောစင်းပြီးသားအုပ်ပြီးပြီဆိုရင်ကျွန်တော်အပေါ်ဆုံးကနေပြီးတော့နွားချိပပလေးပေါ့နော်နွားချိပပလေးလိုက်ပြီးတော့ ဖုံးပြမှာဖြစ်ပါတယ်ကောင်းတယ်ဆိုရင်နွားချီကတော့မဆူမချောက်လေးပေါ့နော်အဲစကားချပြီးသားနွားချီလေးဆိုပူကောင်းပါတယ်အပေါ်ဆုံးနွားချီကိုလေတကယ်လို့ဟိုဖြစ်နိုင်မယ်ဆိုရင်တပတ်လောက်နှက်ထားပေါ့နော်သူလိုအပ်တဲ့အစာအတောက်တွေနဲ့တပတ်လောက်နှက်ပြီးတော့အပေါ်ဆုံးနွားချီကိုတပတ်လောက်နှက်ပြီးပူစိုက်ရင်မှုကြိုက်တဲ့အစာဟာရပူရတာပေါ့နော်ဒါတော့ကျွန်တော်တို့ကနှက်ပြီးသားမဟုတ်ပါဘူးကျွန်တော်တို့ဒီဟိုနွားချီအစိမ့်ဖြစ်ပါတယ်မဆူမချောက်နွားချီကိုကျွန်တော်တို့ကအခုဟိုပေါ့အပေါ်ဆုံးကနေပြီးတော့ဟို ပြန် like open ခြင်းဖြစ်ရပါတယ်အစပြန်ပြောမှာဆိုကျွန်တော်ဒါမပြောပြင်းတဲ့ beta scientific ကိုမျှဝေပေးခြင်းကောင်းရုံးမှု scientific ကိုမျှဝေပေးခြင်းဖြစ်ပါတယ်အောက်ဆုံးကနေပြောငါပြောစင်ပြီးသားတတင်းခွဲ6လောက်ခင်းပေးမယ်လက်အထူးလဲဆိုရင်လက်၄လုံး၅လုံးအထူးပေါ့နော်ခင်းပြီးပြီဆိုရင်အနွားချီပေါ့နော်ကျွန်တော်ကအခုအေးသေးတာဖြစ်တဲ့အတွက်နွားချီကိုတတင်းခွဲ8တက်8ပေါ့နော်တကယ်လို့ပေါ်တယ်ဆိုရင်တတင်းခွဲ2လောက်ထည့်ပေးလေရတယ်နွားချီမဆူမချော့ပေါ့နော်၃လအတွင်းနွားချီဆိုပိုကောင်းပါလေနွားချီဆွေးရတော့မကောင်းပါဘူး အဲ့ရပေါ်ကနေပြီးတော့ကျွန်တော်ဂတ်တူရေနိုင်ဘလောက်စိမ်မယ်ရှစ်ပိတ်သား၁၀ပိတ်သားလောက်ကိုစိမ်ပြီးပြီဆိုရင်ဂတ်တူဖြဲပြီးရိုက်မယ်ဂတ်တူအပေါ်ကနေ GB ကနေထွက်ရှိတဲ့မှုမျိုးတို့လေးတို့ကိုဟိုခြေမွှားပြီးတော့လိုက်ဖြူပြရမှာဖြစ်ပါတယ်အဲ့မှုမျိုးပေါ်ကနေပြီးတော့အခုငါပြောစင်ပိတာပပလေးပေါ့နော်ပပလေးတင်းခွဲအိတ်တအိတ်လောက်ပဲရှိမှာနော်တအိတ်ကျော်ကျော်လေးပဲအဲ့လောက်လေးကိုလိုက်ပြီးတော့အုပ်ပင်မယ်အဲ့ပေါ်ကနေပြီးတော့နွားချီနွားချီမဆူမချောက်ပေါ့နော်မဆူမချောက်လေးကိုအာဒါတင်းခွဲအိတ် ဟိုပါဗောတိတ်လောက်စီရရနော်တတင်းတတင်းလောက်အုပ်ပြီးမယ်ဆိုလဲရတယ်တကလို့နွားချီပေါ်တယ်ဆိုတတင်းခွဲတိတ်လောက်ကိုလိုက်အုပ်ပြီးမယ်ဖြစ်မယ်ဒါပြီးရင်ကျွန်တော်တို့ရေလောင်းမှာဗောနော်ရေကတော့ဟိုဗေဒန်ငွာငပြောနဲ့စိုက်တာဖြစ်တဲ့အတွက်စူတိုင်းစားများတယ်ဖြစ်တဲ့ရေအများကြီးလောင်းစံမလို့လက်ဆွဲပုံနေနေကျွန်တော်တို့ငါးပုံးချောက်ပုံးတော့လောင်းပင်ရတယ်ငါးပုံးချောက်ပုံးတော့လောင်းပြီးပြီဆိုရင်အာဇီဗောနော်မိုးအတွက်တည်တဲ့ထုတ်ထားတဲ့အာဇီသုံးမယ်ဆိုရင်အာဇီအစိမ့်ထုတ်လीဗောနော်အဲ့ကောင်ကိုလက်ဆွဲမှုတပုံးနဲ့ရောပြီးတော့နောက်ဆုံးပုံးမှာရောပြီးတော့လောင်းပင်မှာဖြစ်ပါတယ် လောင်းပြီးပြီဆိုရင်ကျွန်တော်တို့ကက်အုပ်စနစ်နဲ့အေးတဲ့အတွက်ကျွန်တော်တို့ကက်အုပ်စနစ်နဲ့ကျွန်တော်တို့မိုမြင်မွေးမှာဖြစ်ပါတယ်ကက်အုပ်စနစ်နဲ့ငါစိုက်ရက်အပါဝင်ဆို6ရက်ပေါ့နော်6ရက်အထီကိုကျွန်တော်တို့စိုက်ရက်အပါဝင်6ရက်အထီကိုကျွန်တော်တို့ကက်အုပ်စနစ်နဲ့မိုမြင်မွေးပြန်မှာဖြစ်ပါတယ်6ရက်မြောက်တဲ့နေ့ကျတော့ကျွန်တော်ဆက်လက်ပြီးတော့မျှဝေပြန်မှာဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့တော့ငါပြောတဲ့မိုဆိုင်နီးကိုမျှအစင်းစင်းမျှဝေပြန်ခြင်းဖြစ်ပါတယ်ဗေဒာမရှိတဲ့ဒေတာတွေဟိုနွားကြီးရှားတဲ့ဒေတာတွေ ဆိုရင်ငါပြောနေစိုက်လို့ရတယ်နွားချီကတော့ကျွန်တော်တို့နွားချီရှားပါတယ်ဆိုပိုင်ရုံတော့ထည့်ရင်ကိုဆင်ပြပါတယ်အနွားချီမရှိဘူးဆိုရင်ချက်ချီလောက်ပိုင်ရုံတော့ထည့်ပြီးမှဆိုဆင်ပြပါတယ်ဟုတ်ကဲ့ဒီနေ့ကတော့ငါပြောနေကော်ရုံမူစိုင်နီကိုမျှဝေပေးခြင်းဖြစ်ပါတယ်ကျွန်တော် GP Organic Farm မူစိုက်ပျိုးရေးလုပ်ငန်းမှာငါပြောနေကော်ရုံမူစိုင်နီကိုယနေ့မျှဝေပေးခြင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်